ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တီအောင်လည်းမင်္ဂလာပါ။ Manchester City အသင်းရဲ့နီးပြဖက်ကွာဒီယိုလာကဒီရဲ့ပိုင်းမှာ Real Madrid မှာအတန်ဒီတောက်လျှောက်ထွက်နေတဲ့ Rodrigo ကိုသဘောကျနေတယ်။ Guardiola က Rodrigo ကိုအရင်ကတည်းကသဘောကျတယ်ဗျ။ဒါမနစ်က Real Madrid ကထွက်မယ်ဆိုပြီးအတန်ထွက်ကလေးက Rodrigo ကိုသူသဘောကျတယ်။ဒါပေမဲ့လက်ရှိမှာသူတို့အနေနဲ့ဘယ်လိုပြောမလဲဆိုတော့ တောင်ပံကစားပါစဗင်းညိုထွက်သွားပါသူတို့ဘက်ကကစားပါတည်ရဘူးခတ်တဲ့အခြေအနေပေါ့လေဒါအခုလောလောဆယ်မှာအော်စကာပေါ့လည်းရှိတယ်အဲ့အော်စကာပေါ့ရှိတဲ့အတွက်ကြောင့်သူတို့ကအော်စကာပေါ့အတွက်လည်း chance ပေးရမယ်ဒီယာဒီမှာအကောင်းဆုံးကစားပါဖြစ်နေတဲ့ဒါဘယ်လိုပြောမလဲဂျယ်မီဒိုကူရှိတဲ့အတွက်ကြောင့်စဗင်းညိုအပြောင်းရွှေ့ဖြစ်နိုင်မှာဆိုတော့အခုဒါစပိန်မီဒီယာတွေမှာဖော်ပြတဲ့ report ရဆိုရင်ဖက်ကွာဒီယိုလာရဲ့ဒါထိတ်တန်း target ထဲမှာစဗင်းညို နေရာမှာအစားထိုးဖို့ရူဒရီဂိုဟာဆက်ပြီးရှိနေစေဖြစ်တယ်။ဒါပေမဲ့မန်ချက်စတာစီးတီးကရေမတွေ့ရဲ့တောင်ပံကစားမကိုဆက်သွယ်ထားခြင်းမရှိသေးဘူးလို့ဆိုထားတယ်။အဲ့ချက်ကြောင့်ပဲဆဗီညိုရဲ့အခြေအနေကိုစောင့်နေတယ်။ဆိုတော့ကျွန်တော်စပါဘက်ကလည်းတချို့ပြန်စပါကလည်းအခုလောလောဆယ်မှာရူဒရီဂိုကိုလိုချင်တယ်။တန်း80ရေမတွေ့ကတန်း80ရေမတွေ့ကမနေ့ကဆိုရင် Florian Verse နဲ့ဒါရူဒရီဂိုတောင်လဲမလား maybe သူတို့အလိုက်ပေးပြီးတော့ Florian Verse ကိုခေါ်တယ်ဆိုပြီးခေါ်မယ်ဆိုတော့ အဲ့လိုသတင်းမျိုးတော့တက်နေတဲ့အချိန်မှာရူဒီကိုကတေးကြတယ်မထွက်ကထွက်ပို့များပြီ။ဘာလို့လဲဆိုသူဘရာဇီးလရေးစင်ကိုပါဖို့ရာသူ့အနေနဲ့အပြေရှာရတော့မယ်။ဆိုတော့ထော်နာဟော့စ်ပါ့ကိုတွားရင်တေးကြောက်နေရာရမယ်။မန်စီးတီးကမတေးကြဘူး။ဒါပေမဲ့ဂွာဒီယိုလာလက်ထက်ဖြစ်တဲ့အတွက်ကြောင့်လောက်ဖြစ်တော့သူတိုးတက်မှုကတော့တေးကြတယ်။ဒါပေမဲ့ခက်တာကအိုက်ဆပင်ညိုကိုဘာဆိုနာဘာဆိုနာဖြစ်တဲ့မန်ချက်စတာစီးတီးထုတ်ဖို့လိုအပ်တဲ့အချိန်မှာဒါအခုဒါဖာဗီစီယိုရဲ့ရပိုရဆိုရင် မန်ချက်စတာစီးတီးဘက်က option ကတခုတည်းသော option ကဆဗင်းညိုနေရအစားထိုးဖို့သာဖြစ်တယ်ဒီအတွက်ကြောင့်ရူဒရီโกကိုသူတို့ရဲ့ radar ထဲမှာထည့်ထားတာမှန်တယ်ဒါပေမဲ့ဆဗင်းညိုစောင်းရတီမှာထွက်သွားရင်တော့ဖြစ်နိုင်ချေရှိတယ်ဆိုတော့ကျွန်တော်တို့ခုလောလောဆယ်မန်စီးတီးဘက်ကစဉ်းစားတဲ့အချက်ပေါ့လေစီးတီးကဘာစဉ်းစားလဲဆိုတော့တကယ်လို့ ထော်တန်ဟော့စ်ဘာကဆဗင်းညိုကိုပြန်လာခုံမယ်ဆိုရင်သူတို့ဒီချိန်မှာလက်ခံနိုင်တယ်။ဘာလို့ဆိုတော့သူတို့ကမနစ်ကတည်းကဒီနွေရာဒီတုံးတွေကဒီ replacement အနေနဲ့ Rodrigo ကိုသဘောကျတယ်။ Real Madrid ကရောင်းဖို့ထက်ကစားမကိုယ်တိုင်ကနေချင်လို့အခုကအကုန်ပြောင်းသွားပြီ။ဆိုတော့ Messi ဘက်ကအခုဆဗင်းညိုကိုဒါထုတ်မယ်မထုတ်မယ်ဆိုတာထက်ဆဗင်းညိုရဲ့အခြေအနေကိုကြည့်နေတယ်စပါးသင်းကစိတ်ဝင်စားလို့ပြန်ကန်းလာရင်တော့ရိုဒရီဂိုနဲ့အစားထိုးမယ်ဒီနေရာမှာမန်ချက်စတာစီးတီးကအခုလောလောဆယ်မှာ နေတာအခီကိုသူတို့ထုတ်မယ်35တက်လောက်သူတို့ရရင်လိုချင်တယ်စီတီရဲ့ခန်းစစ်ကိုကြည့်ရင်ဗျာအခီရှိတယ်ဂျက်စကူကွာဒီယိုရှိတယ်ဒီယက်ရှိတယ်ပြီးတော့မှဂျွန်ဆုံးရှိတယ်ကူဆာနော့ရှိတယ်စန်တဘက်9ယောက်ရှိတယ်ဆိုတော့အခီကိုသူထုတ်လိုက်လို့ရှိရင်တော့ဗရိုင်ယန်အက်နော်ရီရဲ့နီကိုအိုရိုင်းလီရဲ့ပြီးတော့မှဂျက်စကူကွာဒီယိုလည်းကဘေးဘချက်မှာကစားလို့ရသလိုစန်တဘက်မှာလည်းကအနည်းဆုံး၄ယောက်ကျန်မယ်ဆိုတော့သူတို့ဘက်ကစီတီဘက်ကโอเคနေတာအခီကိုတန်း၄၀35တန်းလောက်သူတို့တာဂတ်ထားတယ် အားလောက်ရရင်သူတို့လိုချင်တယ်အားလောက်ရရင်သူတို့ရောင်းထုတ်ပဲဆိုတော့ Manchester City အနေနဲ့အပြောင်းလဲတွေတော့သူတို့လုပ်ဖို့ပြင်ဆင်ထားတယ်ဒါပေမဲ့အခုလောလောဆယ်အခြေအနေထိတော့ဒါဘယ်လိုပြောမလဲအခင်ကူကာလန်ဘူးတော့ Premier League ၄သိန်းလောက်ကာလန်ထားတယ်ဒီနေရာမှာ City အသင်းကောင်းဆောင် Bernardo Silva တော့တေချာပေါက်ထွက်မယ် Silva ရေလို့မဟုတ်ဘူး Manchester City ကအသင်းကောင်းဆောင်ဖြစ်ပြီး maximum နှစ်နှစ်ပဲအဲ့ဒီကစားမကထွက်သွားရတာကြီးပဲဆိုတော့ Kevin De Bruyne က ယာတိဘွားမှာအသင်းကောင်းဆောင်ဖြစ်တယ်ယာတိကုံမှာထွက်တယ်ခိုင်ဝိုးကယာတိအစမှာအသင်းကောင်းဆောင်ဖြစ်တယ်မနစ်ကယာတိအစမှာမနစ်ကပီကဲနှစ်တဲကထွက်သွားတယ်ယာတိဘွားမှာလည်း AC မီလန်ပြောင်းသွားတယ်ဘန်နာဒူဆီလ်ဗာဒီနှစ်မှာယာတိအသင်းကောင်းဆောင်ထပ်ဖြစ်တယ်နောက်ယာတိမှာထွက်ဖို့များဘာလို့ဆိုဘန်နာဒူဆီလ်ဗာရဲ့ agent ဖြစ်သူတွေဟာပီကဲရဲ့ဂျပိုင်းက Juventus နဲ့တွားစကားပြောခဲ့တယ်။ City Club ကလည်းသူ့ကိုလိုချင်တယ်။သူ့ရဲ့ Club Hawk Benfica ကလည်းလိုချင်တယ်။တခါ Saudi Arabia Club တွေကလည်းလိုချင်တယ်။ဆိုတော့ Manchester City မှာ Bernardo Silva ထွက်သွားဖို့များတယ်။တတ်တမ်းမတူပဲအလွတ်ဖြစ်နိုင်မယ်။ Juvia သူ့ရဲ့ main target Benfica ဖြစ်နိုင်လို့ခုနပြောတဲ့ Saudi ဖြစ်နိုင်ပြီးတော့ Savinho အပြောင်းအရွှေ့ဖြစ်ရင်အဲ့တစ်ဖက်က Rodrigo အပြောင်းအရွှေ့ဖြစ်နိုင်ပြီးတော့ Aki ကတော့သူတို့ရောင်းထုတ်ဖို့စဉ်းစားနေပါအားလုံးကျေးဇူးတင်ပါတယ်